မင်္ဂလာပါခင်ဗျာ Airy Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးသိပညာပေးဆောင်မခန်းလာကနေကြိုဆိုပါရစေ။ဆောင်မရှင်ဒေါက်တာမူသစ်နေရေးသားခဲ့တဲ့ အချွေခံရသောပန်ဂလီများဆိုတဲ့ဆောင်မကိုတန်လွင့်တင်ဆက်ပေးပါတော့မယ်။အချွေခံရသော ပန်လီများအသက်တရားမနေရအမှုတရားတွေ့ရဆိုတဲ့အတိုင်းပြဿနာအမှုကိစ္စတွေကို နေ့စဉ်မြင်နေကြနေတဲ့ ်ကြုံနေရပါတယ်။အလိုမတူပဲကျူးလွန်ကြတဲ့မဒိမ့်မှုတွေကလည်းလူမှုပြဿနာအဖြစ်လောကကိုအမဲရောင်ဆွန့်ထင်းစေပါတယ်။သဘောတူညီမှုမပါဘဲတစ်ဖက်သက်အတင်းအကျပ်ဖြက်စီးတတ်တဲ့သဘောကြောင့်ကျူးလွန်ခံရသူမှာနစ်နာရပါတယ်။အဝေးအစားအတူအပြက်ဝစ်ပြီးမရင်းကောင်တွေကိုမျှားနေရလားဆိုတော့စကားတွေကြားလိုက်ရတဲ့အခါတိုင်းမရင်းမှုကျိုးလွန်သူမရင်းကောင်ဟာ အဲ့ဒီလိုအတူအပြတ်ဝတ်ဆက်ထားသူမဟုတ်ပဲကြံတဲ့မျိုးသမီးတွေကူကောရှောင်ပါသလားလို့မေးချင်ပါတယ်။မရိမှုကျွလွန်သူဟာမြမဝတ်ဆောင်စင်ထားသူယောဂီဝတ်စားဝတ်ထားသူတာလနာဝတ်ဆောင်ဝတ်ဆက်ထားသူစသဖြင့်ခွဲခြားနေခြင်းမရှိပဲညီသည့်အမျိုးသမီးကိုမဆိုမရှောင်ပဲပြုကျင့်တတ်ပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့တမီးမင်းကလေးများကို ဆုံးမထားဖို့လို့တို့လိုတားယောက်ျားလေးများကိုလည်းလူစိတ်ရှိသောယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ တွင်တင်ဆုံးမရဖို့ပါလိမ့်မယ်။မဒိန်မှုတစ်ဖက်လူရဲ့ဆန္ဒမပါဝင်ပဲလိန်အနိုင်ကျင့်ဆော်ကားခြင်းကိုကျူးလွန်သူများကိုမရင်းကောင်းလို့ခေါ်ဝေါ်ကားတရားဥပဒေအရပြစ်ပေးပြီး နောက်ထပ်ဖြစ်လာမဲ့မတရားမှုတွေမရင်းမှုတွေကိုတားဆီးရပါတယ်။မရင်းမှုကျူးလွန်သူကညီသူမဆိုဖြစ်နိုင်ပါတယ်။အလုံးကျန်းသမားအတန်းပညာမတတ်သူများစစ်သားများသာမရင်းကျင့်တဲ့ရာဇဝဲကောင်းကြီးမဟုတ်ပါဘူး။ ပညာရမများဘာသာရေးကောင်းဆောင်များလွတ်တော်အမတ်များစာသင်တဲ့ဆရာများမီဒီယာသမားများဆရာဝန်များတည်လဲမရိမှုကျူးလွန်တဲ့တရက်ခံဖြစ်နိုင်ပါတယ်အမျိုးတော်ဆက်သူများကလည်းမိမိသွေးသားကိုကျူးလွန်နေဆိုတာလက်ခံထားရပါမယ်မရိမှုဆိုဒီမှာတက်မိမက အလိုမတူညှဉ်းဆန်ခြင်းနှစ်မိမကခွင့်မပြုခြင်းသုံးမိမကခွင့်ပြုတော်လဲ ထိုတို့ခွင့်ပြုရခြင်းမှာထိုမိမအားတည်စီမြည်တော်၎င်းနာကျင်စီမြည်ဟုတော်၎င်းကြောက်ရွံ့အောင်ပြုသဖြင့်ခွင့်ပြုရခြင်းလေးမိမကခွင့်ပြုလျင်လဲယောက်ျားကမိမိသည်ထိုမိမရဲ့လင်မဟုတ်ကြောင်းတည်သည့်အပြင်ထိုမိမကခွင့်ပြုခြင်းမှာလဲသူမကိုဥပဒေနဲ့အညီလက်ထပ်ထားသောဒါမှမဟုတ်ထိုတို့လက်ထပ်ထားသည်ဟုယုံကြည်ရသောအချာသူမယောက်ျားဖြစ်သည်ဟုယုံကြည်၍သာ ခွင့်ပြုချောင်းကိုကျူးလွန်သူထိုယောက်ျားကတည်ခြင်း။၅။မိမက ခွင့်ပြုသည်ဖြစ်စေခွင့်ပြုသည်ဖြစ်စေထိုမိမသည်အသက်16နှစ်အောက်အရွယ်ရှိသူဖြစ်ခြင်းတို့ကိုမရိမှုကျူးလွန်နယ်လို့သတ်မှတ်ထားရမှာဖြစ်ပါတယ်။ဒီတိုင်းလဲသတ်မှတ်ထားပါတယ်။ယောက်ျား၏အင်္ဂါဆက်သည် မိမ၏အင်္ဂါဆက်အတွင်တွင်းဝင်မိလျင်မရိမှုကျူးလွန်ခြင်းအတွက်လိုအပ်သောကာမဆက်ရှက်မှုမြောက်ရန်လှုပ်လောက်ပြီး ယောက်ျားသည်အသက်၅၅နှစ်အောက်မဟုတ်သောမိမိမယားနှင့်ကာမဆက်ရခြင်းမှာမရိမှုမဟုတ်ဟုသတ်မှတ်နိုင်ပါသည်။မရိမှုကိုတရားဥပဒေအရပုံမှန်၃၅ဖြင့်အထပ်ပါအတိုင်းဖော်ပြထားသည်မှာလိမ်မှုကိစ္စကိုလက်မခံမဲငြင်းဆန်ခြင်းခွင့်မပြုခြင်းအသက်အန္တရာယ်ပြုမီနာကျင်အောင်ပြုမီခြောက်လန့်၍ကြောက်ပြီးခွင့်ပြုရခြင်းချစ်သူအမျိုးသားပုံစံဟန်ဆောင်ကပုံမှားရိုက်ပြီးကာမယူခြင်းအသက် 16နဲ့မပြေသေးသောအမျိုးသမီးပေါ်ကျူးလွန်ခြင်းတို့ကိုမရိမှုရဲလို့တမန်ထားပါတယ်။အမျိုးသားကအမျိုးသမီးကိုကျူးလွန်ခြင်းကိုသာမရိမှုဖြစ်ရှုမြင်ကြပြီးအခြားပြဿနာများကိုတော့တဘာဝမဟုတ်တဲ့လိင်အမှုချင်း unnatural sexual behavior လို့ခွဲခြားသတ်မှတ်အရေးယူခြင်းဟာခင်မမီရောပဲဒိတ်အောင်နေတဲ့တရားဥပဒေတစ်ခုလို့မှတ်ယူရမှာဖြစ်ပါတယ်။ဆရာဝန်တဦးရဲ့အမြင်နဲ့ပြောရရင်မရိမှုကျူးလွန်ခံရသူကအမျိုးသမီးလည်းဖြစ်နိုင်တယ်လို့ အမျိုးသားလည်းဖြစ်နိုင်ပါတယ် LGBT လည်းဖြစ်နိုင်ပါတယ်အနိုင်ကျင့်ခံရသူမှာလိင်အမျက်ထုတ်ခံရခြင်းအပြင် ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေစိတ်ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေကိုလည်းကြုံတွေ့ရတတ်ပါတယ်မရင်းမှုကိုစိတ်ပညာရှင်မှစစ်ဆေးခြင်းစိတ်ပညာကို အသုံးချပြီးမရင်းမှုကိုစစ်ဆေးသည့်အခါထိုးသွင်းဆက်ဆံခံရတဲ့အင်္ဂါမှာပုံပယ်ထိခိုက်တာတွေကိုရှာဖွေမှတ်တမ်းတင်ရပါတယ် ကြောပြင်းကိုလိုက်အင်္ဂါများမှာရုံးကန်ငယ်စဉ်ကုတ်ချက်ပွန်ပဲ့တရားရခဲ့သည့်များကိုရှာဖွေရပါတယ်။ထိုးသွင်းဆက်ဆံခံရသည့်လိင်္ဂါအတွင်တုတ်ရည်ရှိနေသည်လို့တိကျစွာတတ်သိပြနိုင်သည့်စစ်ဆေးချက်များကိုပြုလုပ်ရပါတယ်။တုတ်ရည်ရှာဖွေတွေ့ရှိရဲဆိုတာကလိင်ဆက်ဆံမှုရှိခြင်းကိုတိကျခိုင်မာစွာထောက်ပြနိုင်တဲ့စစ်ဆေးချက်ပဲဖြစ်ပါတယ်။အသက်၁၄နှစ်မပြည့်သေးသူကိုပြုချက်မှာကတက်ငယ်မရေမှုမြောက်သောကြောင့် အသက်စစ်ဆေးဖို့ကိုလည်းပြုလုပ်ရပါတယ်။မရင်းချင်းခံရသူအတွက်ကျန်းမာရေးစောင့်ရှောက်ပေးခြင်း။တင်ကိုယ်တိုင်ဒါမှမဟုတ်တစ်ပံဝန်ကြီးရှိလူတူဦးအနိုင်ကျင့်စော်ကားတဲ့အခြေအနေမျိုးကိုကြုံလာခဲ့ရင်မဖြစ်မနေလောက်ရမယ့်ကိစ္စတွေရှိပါတယ်။ထိခိုက်နေတဲ့သူကိုစော်ကားမော်ကနှိမ့်ချခြင်းမျိုးမပြုဘဲမြေတားထားပြီးဆက်ဆံပေးရပါမယ်။ကျမ်းမာရေးအတွက်လိုအပ်တဲ့ကုသမှုတွေခံယူရပါမယ်။အာရမပြုကျင့်ခြင်းဆိုတဲ့အတိုင်း ကွန်ဒုံးဆွနိုင်မဲ့အခြေအနေမျိုးရှိနိုင်ပြီလားအနိုင်ကျင့်တဲ့လူက HIV ပိုးကာလာကာယောဂါပိုးစီးပူရောင်ရပိုးစသဖြင့်ကင်းရှင်းနေပြီလို့ယုံကြည်နိုင်ပြီလားပြုကျင့်ခံရသူဒီမျိုးဆက်ပွားအသက်အရွယ်အမျိုးသမီးဖြစ်နေပါကကိုယ်မမရရှိရေကိုရော အာမခံနိုင်မှာမည်လားဒါကြောင့်နှစ်နာရသူကို HIV ပိုးကာကွယ်ဆေး PEP ဆေးဝါး အရေးပေါ်သတိထားစည်းဝါးနဲ့အခြားလိုအပ်တဲ့ကုသမှုမှန်သမျှကိုပေးရမယ့်အပြင်စိတ်ပိုင်းဆိုင်ရာကြားမှာစေဖို့ကိုလည်းကူညီပေးရပါမယ်။ကျူးလွန်သူကိုအပြစ်မမြင်ပဲနှစ်နာသူကိုအပြစ်တင်ခြင်း။ကျူးလွန်ခံရသူကိုအပြစ်တင်ဝေဖန်ပြောဆိုကြတဲ့အစိတ်တောက်တွေလူမှုဘဝကြမှာဖြစ်ရအောင်ထင်ကြောင်းပါမယ်။နာကျင်စေအောင်လူစိတ်မရှိပဲအယိုင်းဆိုင်စိတ်နဲ့ကျူးလွန်သူကိုကာကွယ်ပေးစရာမလိုပဲတရားမျှတမှုကိုခံရသူအတွက် ပြန်လည်ရှာဖွေပေးရပါမယ်။မရင်ကျူးလွန်ခံရပြီးကိုဝန်ရသွားတဲ့မိန်းကလေးကိုရွာပြင်ထုတ်အတိုင်းဝိုင်းကဖယ်ရှားခြင်းကလူဖွဲ့စည်းအတွက်နှုံချဆတ်ဆုပ်စရာကောင်းတဲ့အယူဆဖြစ်ပြီးကျူးလွန်သူကိုအပြစ်မတင်ပဲနစ်နာရသူကိုအပြစ်တင်ခြင်း victim blaming ကိုလုံးဝလှုပ်ခွင့်မပေးသင့်ပါဘူး။မြမပြည်တစ်ခွေမှာလည်းယခုထပ်ပုံမကောင်းမွန်တဲ့တရားဥပဒေအစီအမံများဖြင့်မရိမှုများကိုကာကွယ်တားဆီးဖို့လိုအပ်နေပါသေးတယ်။ အာရမပြုကျင့်ခံလူသားများအတွက်ပုံမွေထွေးတဲ့အကူအညီများပေးနိုင်မှုစူးစမ်းရပါမယ်။မရိမှုကျူးလွန်သူတွေကိုလည်းပြင်းထန်တဲ့အပြစ်ဒဏ်များပေးပြီးနှိမ့်ကုပ်ဖို့လိုအပ်ပါတယ်။ Yari Times ပြည်သူများအားလုံးလည်းမရိမှုအကြောင်းအရာနဲ့ပတ်သက်ပြီးအတွေ့အမြင်တစ်ခုခုရရှိသွားနိုင်မယ်လို့ယူဆပါတယ်။နောက်တစ်ပတ်မှာတော့ဆင်ရီယုံယောဂအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့စောင့်မျှော်ပါကြပါဦးလို့ အတိပေးလိုက်ပါတယ်။ကျမကြီးတိပညာပေးကဏ္ဍပရိပခကာလာအတွင်းရှင်သန်နေထိုင်ခြင်းအချွေခံရသောပန်းလေးများကျမကြီးဆောင်မ ERI Times ဆေအာနာတိတ်မှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပရိပခကာလာအတွင်းပြည်သူများကျမစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပရိပခကာလာအတွင်းရှင်သန်နေထိုင်ခြင်းကျမကြီးတိပညာပေးအစီအစဉ်ကို ERI Times သတင်းဌာနအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းသတင်းကောင်းဖတ်အပ်ပါရခင်ဗျာ။